ဗီလန်တစ်ဖိုင်တာတွေတဲ့ဘယ်သူမှမရတဲ့အခွင့်အရေးကိုရခဲ့တဲ့အမ်ဝင်အကောင်းဆုံးအသုံးချနိုင်ပါမလားပရိသတ်များလုံးမဲ့မိင်္ဂလာများမက်ဆစ်ဆာဖောဆောင်ကနေပြန်လည်ကြိုလိုက်ပါရင်မြန်မာဖိုင်တာတွေဝမ်းမှာဝင်းအောင်ထိုးတက်နေတာတော်တော်များများရှိပေမဲ့အမ်ဝီတော့အခွင့်အရေးဘယ်သူမှမရဘူးတဲဘူးလို့ပဲပြောရမှာဖြစ်ပါရင်ဘာကြောင့်လဲဆိုတော့အမ်ဝီဟာဒီတစ်ခါဝမ်းဆက်မြဲရှိမှဒူးကောင်တဲဆိုင်နေရကနေခန်းခန်းလန်းလန်းဝင်းအောင်ထိုးတက်သွားရမှာဖြစ်ပါရင်လာမယ့်မေလနဲ့ဆက်သွဲနေမှာကျင်းပါမယ်1 lonely 1.9မှာအမ်ဝီရဲ့ပွဲလေးပါဝင်လာခဲ့ပြီးဒီတစ်ခါရင်ဆိုင်လို့ရှင်မြိုင်သွားမယ်ပြန်မဲ့ဖိုင်တာကတော့ ancient tie fighter ချက်ကရဝက်ပဲဖြစ်ပါရင် ဝမ်မှာရှင်မိုင်ထိုးတက်နေတဲ့မြန်မာဖိုင်တာတွေထဲမှာရော်ဒီကာကလွဲရင်ဘသူကမှအထူးကောင်အတွင်းဆိုင်ဖြင့်ထိုးတက်ခွင့်ရတာမျိုးမရှိသေးပါဘူး။စာရုံးကြရတဲ့စိုးလင်းဦးတောင်မှာဒီအခွင့်အရေးကိုမရတဲ့အချိန်မှာအမ်ဝီကချက်ကရာဝက်နဲ့အထူးကောင်အတွင်းဆိုင်ဖြင့်ထိုးတက်သွားရမှာဖြစ်ပါတယ်။အမ်ဝီရဲ့ဝမ်ချန်ပီယံရှစ်ကစားမဘွားဟာအတက်ကျများတယ်လို့ပြောရပါမယ်။ ဖွဲဥထက်မှာဂျဲဘလူးခတ်တယ်လို့လည်းဆွမ်းမျိုးနဲ့ဂျပန်ဖိုက်တာတာကာဆိုလိုကလည်းထွန်းနေနိုင်ရရှိခဲ့ပေမဲ့ဒုတိယပွဲမှာတော့ဂမ်ဘီယာသားဦးမာကင်းတက်ကိုအမှတ်ပေးနေရှုံးခဲ့ပါတယ်။တနင်္လာရောက်ပွဲမှာတော့ဒီတစ်ခေါက်စူပါရင်ချန်ရင်ဆိုင်သွားရမယ့်ဂျပန်ဖိုက်တာမူကာစီတိုကိုဒုတိယအထိမှာရင်အလဲထွန်းနေနိုင်ရခဲ့တာဖြစ်ပါတယ်။အဲဒီပွဲဟာအမ်ဝီအတွက်တော်တော်လေးကိုအမှတ်တရရှိခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။အမ်ဝီနေနဲ့အဲဒီပွဲမှာလဲထိုးပွားနဲ့ရောဖိုင်နယ်တဲ့နိုင်စုကြည်ပါရရှိခဲ့တာဖြစ်ပါတယ်။အဲဒါအစ်စရေးဖိုက်တာအဟာဘတ်ဂေါ်ဒွန်နဲ့တွေ့မှာတော့အမ်ဝီတယောက်အမှတ်ပေးနေရှုံးသွားခဲ့ပြပါတယ်။ ဒီတစ်ခေါက်အမ်ဝီနဲ့ရင်ဆိုင်ရမယ့်ချက်ကဝက်ဟာဝမ်မာတဝဲလာထိုးတက်ထားပူတာဖြစ်ပါရင်အဲဒီဘွဲကလည်းနိုင်ငံတူဖိုင်ယာချောင်းတာကိုတတိယအချိန်မှာအလဲထိုးနဲ့နိုင်ရရှိခဲ့တာဖြစ်ပါရင်ဝမ်ချန်ပီယံရှင်းနေတဲ့အမ်ဝီကိုစာချုပ်ပေးခြင်းလိုများအင်ရှင်တိုင်းဖိုင်တာနဲ့ဒူးကောင်တွဲဆိုင်မှာတည်ပေးထားရလားဆိုတာကလည်းစဉ်းစားကြပါအောင်အမ်ဝီတောင်ဒီတစ်ခါရတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးရလာပါမယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်